ကျွန်တော်ရဲ့မိတ်ဆွေများတပတ်ပြီးတောက်ပြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါရခင်ဗျာ12ရက်6လ2025မှာ18ရက်6လ2025တပတ်တွင်းကိုကုမုဒ္ဒရာအောင်ဘေရင်ဟောစရကဏ္ဍကနေပြီးတော့တပတ်ပြီးတောက်ပြီးများဆိုဟောပြောပြတတ်မှာရှိပါတယ်တပတ်ပြီးတောက်ပြီးများဟာလုပ်ငန်းအကောင်ဆုံးအလုပ်ကိုင်နာမည်ကိုယ်တိုင်ထွက်တာတွေဂျုံဂျုံပါမယ်အလုပ်ကိုင်ကောင်းနေတဲ့ရင်ဆိုင်ရရှိမဲ့အခွန်အလမ်းတွေဖြစ်ပါတယ် အောင်မြင်မှုတရဘူဆောင်းမဲ့ကာလလို့ပြောလို့ရပါတယ်ဟောနော်လုပ်ငန်းရှင်ကြီးတွေအနေနဲ့ကလုပ်ငန်းတက်လုပ်ချင်တာတွေနည်းနည်းကော်ပတ်တတ်တယ်လုပ်ငန်းတွေလုပ်ထားရမကောင်းနေပါဘူးလို့ဟောပြောပေးရမှာဖြစ်ပါတယ်နော်မိမိတို့လုပ်နေတဲ့လုပ်ငန်းတွေမှန်တယ်များကလက်ရှိအကျိုးပေးနေမှာဖြစ်တဲ့အတွက်လုပ်ငန်းတွေကိုဒီတပတ်ထဲမှာမစတင်နေပါဘူးလို့ဟောပြောပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကလူမျိုးချနိုင်ငံခြားကုညီမဆမှုတွေပေါ်မယ်လူမျိုးချနိုင်ငံခြားကိစ္စတွေကြီးကောင်းတယ် အထက်ထရိတ်လုပ်ငန်းတွေကောင်းတယ်။မီလျက်စစ်လုပ်ငန်းတွေကောင်းတယ်။အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းတယ်။ခီးကျူတွေကောင်းတယ်။ကောင်းတော့ခီးရပါတယ်။သွားတတ်တယ်။နောက်မိတ်ဆွေပေါင်းနဲ့ဒုက္ခပစ္စတဲ့အဖူသတိထားပါ။အနိကတ်ရန်လူပေါပေါက်တတ်တယ်။နော်။မိသားစုတွေမှာဖျို့ဖျက်ဖြစ်အောင်ဖန်တီးတတ်တယ်။နောက်အမွေနဲ့ပတ်သက်လို့ရှိရင်ပြည့်လနာဖြစ်တာနော်။ရုံရောက်ကရောက်ဖြစ်တာတာမျိုးတွေကျွမ်းတတ်တယ်။လူမွေးကိစ္စရတွေကောင်းတယ်။အဖက်ဖက်ကနေပြီးတော့လူမွေးရေးတွေကိုညီမဆောက်မှုတွေပေါ်မယ်။ရွှေဝင်ကြီးရှိရဲ့တာသမီးချိုးပြုတ်မယ်။ ။နောက်စီးပွားရေးဥမော်လာမယ်။စီးပွားရေးကကိုကတကယ်အင်းတိုက်အတိုက်လုပ်စီရမလို့ပဲနဲ့နော်။ဒီချိန်မှာအဲ့နေရင်နဲ့တော့မှပဲစီးပွားရေးကအချောင်းအမျိုးကြောင်ပါနော်။နှိုးပြီးတော့ငွေကန်နေကောင်းလာတာမျိုးတွေစီးပွားရေးအခွန်လပေးလာတာမျိုးတွေဖြစ်ပေါ်တတ်တယ်။ကိုကဒါဟိုတီချာပါလှုပ်ရှားမှုမလုပ်နဲ့နော်လှုပ်ရှားမှုလုပ်နဲ့အဲ့နေတော့ငွေဝင်တတ်တယ်လို့ပြောရမှာဖြစ်တယ်နော်။ စီးပွားရေးကဏ္ဍကောင်းလာပါလိမ့်မယ်။ငွေကဏ္ဍလည်းကောင်းလာပါလိမ့်မယ်။အခုလောလောဆယ်တော့ငွေကြီးနဲ့ပတ်သက်တော့စိတ်ညစ်ကြရတော့ကျုံမဲ့ဒါပေမဲ့လို့ဒါကြီးစိတ်မညစ်နဲ့နော်အဲ့ဒီငွေကံတွေလည်းကောင်းလာလိမ့်မယ်အဓိကပဒနာအဓိကအလုတ်ကံကောင်းငွေကံကောင်းမယ်စီးပွားရေးကောင်းငွေကံကောင်းမယ်ပေါ့နော်ငွေတစ်ခုတော့တော့ကြည့်လို့မရဘူးအလုတ်တွေကောင်းဖို့ကံတွေကောင်းဖို့ကအဓိကလိုအပ်ပါတယ်အဲ့တော့ လူငယ်နဲ့ပတ်သက်တဲ့အခြေအရေးကတော့နည်းနည်းလမ်းခွဲရမယ်လမ်းကိန်းတွေမြင်တယ်နော်လူငယ်နဲ့ပတ်သက်တဲ့အခြေအရေးကတော့အဆင်မပြေမှုတွေအကျုံးမဲ့အိမ်ဆောင်ရေးကံကောင်းတယ်အိမ်ဆောင်ကံတွေကောင်းပါလိမ့်မယ်နော်အဲဒီတော့အဓိကပြဿနာကမိမိမိစေပေါင်းတဲ့နေသတိထားမှာဖြစ်ပါတယ်နော်မယုံကြည်တဲ့လူယုံကြည်မိလိုက်တဲ့အကိစ္စရတယ်နေသတိထားမှာဆိုတဲ့အဲ့တော့မိစေပေါင်းရောတခြားဟိုယုံကြည်ဟိုယုံကြည်မှန်ပြီမယုံကြည်မှန်ပြီငွေတွေကြိုတင်ပြီးတော့သွင်းတာတွေသတိထားပါထားဆိုဆုံးရှုံးမှုတွေပေါ်ပေါက်တတ်တယ်နော် အဲဒီတော့သတ္တဝိသတ္တမိကြီးကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့ကျမ်းမိုင်ရဲ့ကျမ်းမိုင်ရဲ့ညံ့တဲ့တယ်နော်ကျမ်းမိုင်ညံ့တဲ့တယ်အဲဒါစိတ်တက်အားပို့ပြီးကြာတော်ရမယ်ကျောင်းရတတ်တယ်နော်အဲမြင်နေမြင်နေရလှန်ဆိုင်ခြင်းခံရတဲ့အနေအထားမျိုးဖြစ်တတ်တယ်နော်အဲဒါအာကုမဲ့လူကကိုယ်ဒုက္ခပိတတ်တယ်ဆိုတော့ဘုလူကမအာကုလို့မရဘူးလို့ပြောချင်ပါတယ်နော်ကံတရားကိုယ်ကိုမျက်လက်တာပြလိမ့်မယ်လူလူအာကုလို့မရဘူးကိုယ့်ကိုယ်ကိုယုံထွက်ရမှာဖြစ်တယ်ဒါကြောင့်မလို့ကျမ်းမိုင်ညံ့တတ်ပါတယ်ကျမ်းမိုင်ရဲ့သတိထားပါအဲဒါဘာလို့ရမလဲဆိုလို့ရှိရင်သတ္တဝိသတ္တမိကြီးကဗုဒ္ဓဦးနေညမှာ အာလုံကြီးအောင်တဲ့ဝိပါယောက်ျားလေးဆိုပစိုးအောင်တဲ့ဝိပါမိန်းကလေးဆိုထမင်အောင်တဲ့ဝိပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဟိုစတာပရိနေမှာမိရှုပြပါစတာပရိနေညနေစောင်းမှာမိရှုပြလိုက်အိမ်နောက်ဖေးကိုငတ်တန်နေခလို့ပြောပြောမိရှုပြပါနော်အဲ့ကျမကြီးအမှုခဏိပဲမဖြစ်အောင်ကျမကြီးပဲကောင်းအောင်လို့အဲ့ချိန်တိုင်းလုပ်ခိုင်းတာနော်အဲ့တော့မိခင်ကျမကြီးအနေငယ်ညက်တဲ့ဖခင်ကျမကြီးကောင်းပါတယ်အဲ့တော့ရေရယာလေးနဲ့ဘာကြီးဆောင်းထားမယ်ဆိုလို့ရှင်တတာပရိနိမ only စသိဖျောက်လူက only စသိဖျောက်လူက only ခွင့်စင်းကိုအဝတ်လက အရှိသွင်းပြီးတော့စားအောင်ညာဘက်လက်နဲ့သုံးဆုပ်ထည့်ပါအုံလေးပေါက်ထည့်ဦးမိစရာညောင်မယ်မှာရုပ်ကစိုးကြီးတိုင်မှာတွားပြီးတော့လှူတိုင်းမှာဖြစ်ပါတယ်နောက်တစ်ခုကဖျားမှာအုံ6ညွန့်ဇော်စိတ်ရှင်းညွန့်ဖျားလို့ပါအုံ6ညွန့်ဇော်စိတ်ရှင်းညွန့်ဖျားလို့ပါအရောင်အားဖြင့်အနီရောင်နီညရောင်အချိုးပေးပါတယ်ကဏအားဖြင့်တက်ကဲ3ရဲ့အချိုးပေးပါတယ်တနင်္ဂနွေနေ့တို့အင်္ဂါနေ့တို့ကမိမိတို့ရဲ့နေကောင်းနေ့ရဲ့မှာဖြစ်ကြပါတယ်တတပရိတပိမြအားလုံးစိတ်ချမ်းသာခြင်းကိုကြမှာကြပြပြည့်စုံကြပါစေခင်ဗျာ ကျွန်တော်ရမေစင်များတောက်ကြတိုင်းမှာအားလုံးမင်္ဂလာပါလို့နောက်ခွင့်ဆက်တာပြပါရခင်ဗျာတနေ့6လ2025မှာ7ရက်6လ2025ဒီဘက်တွင်တောက်ကြတာပြများတဲ့ပတ်ပြီးရောကုမုဒ္ဒရာအောင်ဘေရင်ဟော့စတန်ကဏ္ဍတွေကိုဟောပြပေးတော့မှာဖြစ်ပါတယ်တောက်ကြတာပြများဟာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးရောအပြောင်းရွှေ့လည်းဖြစ်နိုင်တယ်ပြောင်းတဲ့ကံမလဲကောင်းတော့ပြောင်းလဲခြင်းတွေကြုံရနိုင်ပါတယ်နော်မပြောင်းမရွှေ့ရပဲနဲ့ဆက်ပြီးတော့လုပ်မယ်ဆိုရင်လည်းအောင်မြင်မှုရရှိပါတယ် ရောင်းလို့ကပြောင်းနိုင်တယ်ရွှေလို့ကရွှေနိုင်တယ်ဆိုတဲ့ဂိမ်းပါပဲနော်မိမိတို့ဆန္ဒပေါ်မှာမူတည်ပါတယ်အလုပ်တဲ့ကန်တစ်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းကြီးတွေအနေနဲ့လုပ်ငန်းတိုးချဲ့တာမျိုးတွေအားကောင်းတယ်လုပ်ငန်းခွဲတာတွေလုပ်ငန်းတိတိတိစောက်တာတွေအားကောင်းတယ်ဒါတာမကြတာတိများဆိုင်ခွဲတာဆိုင်လုပ်တာဆိုင်တိတိုးချဲ့တာဒီလုပ်ငန်းတွေအားလုံးကောင်းတယ်အေဂျင့်လုပ်ငန်းတွေကောင်းတယ်အွန်လိုင်းလုပ်ငန်းတွေကောင်းတယ်နောက်ကိုယ့်ရဲ့ဆောင်ရွက်ချက်လုပ်ငန်းမှန်တယ်များအားလုံးအဖွဲ့ကနေပြီးတော့အောင်မြင်မှာဖြစ်တယ်နော် ူမျိုးခြားကုညီမဆောက်ပေါ်မယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးကိစ္စတွေကောင်းမယ်အဲဒါလူမျိုးခြားနိုင်ငံခြားကိန်းကောင်းတဲ့အထယ်ထယ်လေးလုပ်ငန်းတွေလည်းကောင်းပါတယ်အထယ်လေးလုပ်ငန်းတွေကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းကောင်းတယ်ခီးကောင်းတွေသွားတတ်တယ်ခီးကောင်းတဲ့ခီးတွေသွားတတ်တယ်နော်အဲဒါနားလည်းမိတ်ဆွေပေါင်းတဲ့ကုညီမဲ့လူရှိတို့နှဆက်မဲ့လူတွေပေါ်ပေါက်တတ်တယ်မြေချောပြီးမှဝင်မယ်မြေချင်းပြောင်းကြုံမယ်နောက်ပညာရေးတွေလည်းကောင်းပါတယ် အဲ့တော့မိသားစုထဲမှာနည်းနည်းလေးညှိနှိုင်းရခက်တဲ့အနေအထားမျိုးတွေပေါ်ပေါက်မယ်။လူမွေးကိစ္စတွေကောင်းတယ်၊သားသမီးကြိုးပြုတ်မယ်။အိမ်အောင်ရှင်များရင်ရင်သွေးငယ်ရရနိုင်တယ်။ရင်သွေးငယ်ရတဲ့နာရတတ်ပါတယ်နော်။ရွှေဝင်ကင်းရှိပါတယ်တဲ့နော်။နောက်အလုံးမင်္ဂလာဆောင်တွေပေါ်ပေါက်တတ်ပါတယ်။စက်ပစီကိစ္စတွေကောင်းတယ်၊စာချုပ်ကိစ္စတွေလည်းကောင်းပါတယ်။ငွေကန်နေရတော့လောလောဆယ်ဝင်ဝင်နဲ့ထွက်ငွေနဲ့အတူတူဖြစ်နေမယ်။ဒါပေမဲ့လည်းဝင်ငွေနဲ့ပတ်သက်ပြီးတော့အချိန်တွေကောင်းအခွင့်အကောင်းနေပေါ်ပေါက်လာနိုင်ပါတယ်။ အော်အဲ့တော့ငွေဝင်နဲ့ရှုမယ်ဆိုတော့ကိန်းလို့လည်းပြောလို့ရပါတယ်နော်နောက်တစ်ခုကဒီအဓိကကရှင်သူရန်တာရန်တာအိမ်မှာကြွလာတာတော့ဘာလို့ဆိုလို့ရှင်အဲ့မှာငွေဝင်မဲ့ကြီးမားတဲ့ငွေဝင်မဲ့နမိတ်နော်အကောင်းပဲလို့ခေါ်ပါတယ်အဓိကပဆနာကအဲ့ဒီကြားထဲမှာကာကတာသမီးအနေနဲ့လက်ပိတ်နေတယ်ဆိုလို့ရှင် ခလေးတွေကိုနော်ပြောဝဲရှင်ပွဲလုပ်ပြီးပါနော် အစားတောက်ကြီးတာတို့ချူချင်းဝေးတာတို့ငှတာတို့စားပြီးပါအဲဒါလက်တွေပါပြွန်ကင်းရှိပါတယ်နော်လက်ပွက်မှာပဲအဲဒီတော့လူငယ်နဲ့ပတ်သက်တဲ့အခြေအမှာတော့ကောင်းပါတယ်အခြေကင်းရင်မှာလည်းကောင်းတယ်နော်အိမ်တော်ကြီးရတဲ့ပုံကောင်းတာပါဗျာအိမ်တော်ကြီးနဲ့ပတ်သက်တော့အိမ်တော်ကြီးလည်းကောင်းပါတယ်နောက်တော့ကြာသပိတဲ့ပတ်သက်ချက်မကြီးကဒီကဘာလဲဆိုအကျောနဲ့ပတ်သက်တာတက်မရတိချာညံ့နာမျိုးမဟုတ်ဘောနော်တက်မရလူတာမရရတာမလို့ဆိုတဲ့ပုံစံမျိုးပေါ့ဒီတဘောအားမလို့အားမရဖြစ်တတ်တယ်ဒီဒီပုံစံမျိုးပေါ့ဒါလည်းယောဂတမျိုးပေါ့နော် အဲ့တော့ကျမကြီးတို့တော့ဘာမှစိုးရိမ်စရာမရှိဘူးပေါ့နော်ဖတ်တယ်လည်းကျမကြီးကောင်းတယ်မိခင်လည်းကျမကြီးကောင်းပါတယ်အဲ့တော့ဗောက်ကြတာသပီးတွေအနေနဲ့ဒီချိန်မှာကိုကဘာလုပ်ထားမယ်ဆိုလို့ရှင်ကိုကလောလောဆယ်လက်ပိတ်နေတာတွေပါတယ်ဖြစ်နေတယ်ဆိုလို့ရှင်နော်တတပရိညာမှာလုံကြီးဟောင်းတရေဝဲတွေပါယောက်ျားလေးဆိုပစိုးမိန်းကလေးဆိုရင်ထမိန်အလားဝဲအိပ်ပါပောက်ကြနေညနေမှာကွင်းပြုံထွက်ပြီးဆွန့်ပြရပါတယ်အနောက်ရက်ကိုနော် နေဝင်တဲ့အရာကိုစွန့်ပြဲမှဖြစ်ပါတယ်ညနေစောင်းမှာနေဝင်တဲ့အရာကိုစွန့်ပြဲမှဖြစ်ပါတယ်ငါတန်နေကလည်းပြဲပါစွန့်ပြဲမှဖြစ်ပါတယ်နော်အဲဒါဆိုလက်တွေပွင့်တော့ပါလိမ့်မယ်နော်အဲတော့နောက်တစ်ခုကရောင်အဖျင်အဖြူရောင်ရဲ့အနီရောင်အဲအဖြူရောင်ရဲ့အစိမ်းရောင်ရဲ့အဝါရောင်ရဲ့အကျိုးပေးပါတယ်အရာနေနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကဖျားမှာဘာလူရမလဲဆိုတော့ရွှေကြည်စနမကင်ဖျားလူကချောကလက်လည်းလူနိုင်ပါတယ်နော်ရွှေကြည်စနမကင်တို့ချောကလက်တို့ဖျားလူက တန်းလာနေတဲ့ဗုဒ္ဓဦးနေတို့ကမိမိတို့နေကောင်းနေရမယ်ဖြစ်ကြပါတယ်။တောက်ကြတာသည်များအားလုံးစိတ်ချနာခြင်းကိုယ်ကြီးကြံ့ခြင်းများပြည့်စုံကြပါစေခင်ဗျာ။စနေတာသည်များအားလုံးမင်္ဂလာပါလို့ကျွန်တော်မိတ်ဆွေများနှုတ်ဝတ်ဆက်သပေးပါရခင်ဗျာ။စနေရဲ့6လ2025မှာစစ်စီရဲ့6လ2025တပတ်တွင်းစနေတာသည်များနဲ့ပတ်သက်ပြီးတော့ကုမုတ်တရာအောင်ဘေးဟောစလန်ကဏ္ဍတွေကိုဟောပြောပေးတော့မှာဖြစ်ပါတယ်။စနေတာသည်များက လုပ်ငန်းနှမျိုးနှစားတွဲ၍လုပ်ကံတတ်ပါတယ်နော် အလုပ်တစ်ကောအလုပ်ဟောင်းရောအောင်မြင်နေမှာဖြစ်ပါတယ်လုပ်ငန်းကြီးတွေဆောင်ရွက်ထားတဲ့မိတ်ဆွေတွေလည်းလုပ်ငန်းတိုးချဲ့လို့ရပါတယ်နော်အဲတော့အိမ်ဆောက်တဲ့ကိစ္စတွေနော်ရှိရထားတာတွေဆိုရင်အိမ်ဆောက်ပြပါလိမ့်မယ်အိုတိအိမ်တိဝင်ငင်းရှိပါတယ်လို့ပြောလို့ရပါတယ်နော်အဲဒီတော့ online လုပ်ငန်းတွေ agent လုပ်ငန်းတွေအကောင်းပါတယ်နောက်တစ်ခုကငွေကန်ရတာငွေလေး သုံးလေးဝင်လေးဆိုတဲ့ဂိမ်းပါပဲเนาะငွေရောဒေါ်လာတွေသုံးဆဲမှုတွေပေါပေါလိမ့်မယ်အဲနည်းနည်းကုန်သွားပြီဆိုတာနဲ့ဝန်းမှုဝင်လာမဲ့ငွေဝင်လမ်းကြောင်းလည်းပေါပေါလာလိမ့်မယ်เนาะအဲ့တော့သုံးလေးဝင်လေးဆိုတဲ့ဂိမ်းကားလုံငန်းကြောက်လုံငန်းနေကောင်းပါလေကားလုံငန်းကြောက်လုံငန်းနေကောင်းတယ်နောက်ဆက်ပစီနဲ့ပတ်သက်တဲ့ဂိမ်းတွေလည်းကောင်းတယ်เนาะချိန်မဲ့ပြောင်းမဲ့ဝယ်မဲ့ထွက်မဲ့မတည်မြဲဘူးပေါ့ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စရဲ့မတည်မြဲဘူးအင်္ဂါနာဆန်စီစေးစားအကြောင်းဝယ်တွေကောင်းပါလေကောင်းတဲ့ထဲမှာပါတယ်เนาะအဲ့ဒီတော့ နောက်လူမွေးဒုက္ခပိတတ်တယ်လူမွေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါကဘာလဲဆိုတော့သူတပါးချားမဝင်မီကိုကိုယ်မအမှုပတ်တဲ့ကိန်းဖြစ်တတ်တယ်သူတပါးချားမဝင်မီတဲ့ကိုယ်အမှုတရဏလေးကျွမ်းရတတ်တယ်နော်အမှုခင်းရင်းဆိုင်စရာလေးကျွမ်းရတတ်တယ်ကိုယ့်ဟာကိုယ်နေအကောင်ပြောမှဆိုလို့ရှင်နော်အဲ့တော့ဈာဝံဖြစ်ရှင်းရမယ့်ကိစ္စတွေမလုပ်တင်ဘူးအမကကိစ္စတွေလည်းမလုပ်တင်ဘူးလို့ပြောချင်းဖြစ်ပါတယ်နော်အဲ့တော့အောက်လိုက်ငယ်တာတာသမီနဲ့ပတ်သက်လို့ရှင်လည်းသတိထားမှဖြစ်တယ်အဲ့တွားရည်လာရေးကိစ္စလည်းသတိထားမှဖြစ်ပါတယ်နော်ဒါလေးတော့စိတ်ပူစရာလေးကျွမ်းရတတ်တယ် ရွှေကြောင့်စကားများခြင်းသာသမိကြောင့်စကားများခြင်းပေါ်ပေါ်တတ်တယ်နော်။နောက်ပညာထွပညာဆန်းတွေရတတ်တယ်။တင်နန်းတွေပါထူးတယ်တက်ရတတ်တယ်။နောက်တစ်ခုကမြေနော်မြေဝင်ကင်းရှိတယ်။တမုတ်ထွက်ကင်းလည်းရှိတယ်။အဲမြေဝင်တဲ့ကင်းကပို့ပြီးအားတာပါတယ်နော်။အားအချိုးပြုတဲ့ကင်းမှာပို့ပြီးအားကောင်းပါတယ်။အဲမြေတွေဝယ်တွေဝယ်ဝယ်ဖို့လို့ဟိုရည်ရထားတဲ့ဆိုရင်ဝယ်ပလိုက်ပါနော်။အဲဒါဆိုလို့မြေဝင်ကင်းရှိတယ်။အဲ ဆာကောင်းသမားကောင်းတွေ့မယ်မိစေပေါင်းနဲ့ကိုညီမသားပေါ့ပဲဖုန်းကိစ္စပွဲကိစ္စအချိုးပေးမယ်နော်ခေါင်းရောင်းမဲ့လုပ်ငန်းတွေပွဲစားကိစ္စတွေအချိုးပေးမယ်ခေးကားနဲ့ပါရီသွားတာလေခေးသွားခြင်းတွေမိမိတွေရတရအထူးရတရခေးသွားခြင်းတွေအောင်မြင်မှုပန်းတိုင်းနဲ့နော်အဲ့တော့အိမ်မှာတွေ့တဲ့တန်တွေဝင်လို့ရှင်စီးပွားတက်မယ်အတွေ့တဲ့တန်တွေဝင်တာဆရာဘယ်လိုဝင်တာလဲဆိုတော့ဥမာမိမိတို့အိမ်မှာ တန်လေးလိုလိုသွားဝယ်လဲရတာတပြေးတစ်ချက်နှစ်ချက်လောက်လိုလိုသွားဝယ်လဲရတာအဲ့ဒါမျိုးဝယ်ပြတဲ့ဝင်လာကြတဲ့စီးပွားတက်မဲ့ဂိမ်းလို့ခေါ်တယ်နော်ဥမာပြန်လဲရတာဆင်လဲရတာနော်ဒါလေးကစီးပွားတက်ဂိမ်းကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့အိမ်မှာတွတ်တီတန်နေဝင်ရင်စီးပွားတက်ဂိမ်းဖြစ်ပါတယ်တဲ့အောင်မြင်မှုရရှိမယ်တဲ့နော်နောက်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းတယ်၊ဆူတော်နဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်၊ကုသန်းရောင်းဝယ်လုပ်ငန်းတွေကောင်းတယ်၊ဟိုတယ်နဲ့ခီးသွားတဲ့ကိစ္စတွေကောင်းတယ်။ဟိုတယ်လုပ်ငန်းတွေကောင်းမယ်လို့ဟောပြောပေးလိုပါတယ်နော်။ အသေးနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းမယ်တောင်တူနဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စရပ်တွေကောင်းမယ်အကျိုးပြုမယ်နော်အဲဒါအထက်ထက်လေးလုပ်ငန်းတွေကောင်းပါမယ်လူမျိုးကျနိုင်ငံခြားကုညီမဆောင်ကိုပေါ်ပါမယ်ဒါကိုဟောပြောပေးခြင်းဖြစ်ပါတယ်နော်အဲဒါစနေသားသမီးတွေဒီပိုင်းထဲမှာလက်ပိတ်နေပါသလားလက်ပိတ်နေတယ်ဆိုလို့ရှိရင်စနေနေ့ညမှာအဟောင်းတစုံဝေးပါနောက်နေ့မှာရည်မျှောလိုက်ပါအဲဒီအဟောင်းတစုံရည်မျှောတဲ့အခါမှာလက်သေးချီသေးသဖြင့်စရိညက်ထည့်ပြီးတော့ညှောလိုက်ပါနော်လက်သက်ချီတဲ့ကိုညက်ထည့်တဲ့သဘင်လေးစရိညက်ထည့်လိုက်အဲဒီမှာကျွတ်ကျွတ်လေးမှာထုတ်ပြီးတော့ထည့်ပြီးတော့နော် ရှင်ရှင်မှာတွားမြောက်မှာဖြစ်ပါတယ်ငါတန်နေကတော့ပြောပြီးရောပြစ်ပြီးရောမျှော့ပြရမှာဖြစ်ပါတယ်နော်အဲနောက်တစ်ခါလက်ပွက်ကျင်နေဆိုလို့ရှင်ဆန်80နဲ့3စီဆန်80နဲ့3စီကို နော်အရေးအတွက်83စီ80နဲ့3ပုံဖြည့်ရပါမယ်အဲအင်ရှိဒသမိတ်ကနေပြီးတော့မြောက်ရက်ကိုမြောက်ရက်ကိုတန်လိုက်အိမ်ောင်ရဆိုရင်မြောက်ရက်နော်မြောက်ရက်ကိုပုံသွားမှာဖြစ်ပါတယ်ရေရေမြေလီမီ မှစီးကြတဲ့တရဝါးလာရောက်ပြစားသုံးကြပါတင်းတို့ဒီမှာစားတော့တွေအလှူဒါနပြုထားပါတယ်နော်မိမိတို့เนาะကိုရောင်ကိုဝါးရှိတဲ့ခါမှာကျွန်တော်တို့လက်တွေဖွင့်ပေးပါလို့ပြောပြောရေရာချီလဲရပါတယ်နော်အဲလက်ပွဲ့မဲ့ရေရာနှစ်ပိုင်းပြလိုက်ပါတယ်စနေသားသမီးနဲ့ပတ်သက်ပြီးတော့ဟုတ်လားအဝတ်ဟောင်းဆွနဲ့ရေရာနဲ့ဆံပုံရေရာနော်တရားကဘာလူရမလဲဆိုလို့ရှင်တပြေး20ညွန့်အောင်6ညွန့် တပြေ၂၁ညွဲ့အုံ၆ညွဲ့တွဲဖျောက်လူပါ နော်နောက်တစ်ခုကထပ်ပြောပြောပါမယ်အနီရောင်အုံးလေးတစ်လုံးထဲမှာတဲထဲပါနော်အုံးတစ်ညွဲ့ဆိုက်ပြီးတော့လူတန်းပါပိုးပြီးတော့အားကောင်းပါလေတပြေ၂၁ညွဲ့နဲ့အုံး၆ညွဲ့ပေါင်းတစ်လုံးတက်တက် နော်အနီရောင်အတာအိုးအိုတတီလေးထဲမှာတဲထဲပါအုံးတညွဲ့ဆိုက်ပါအဲ့တဲထဲမှာရေးထဲစာမလို့နော်အဲ့မှာလှူထားလိုက်ပါ မိမိတို့စိတ်တိုင်းကြအောင်မြင်မှုတွေရရှိမှာဖြစ်တယ်နော်စိတ်ချမ်းသာမယ်ကျန်းမာရေးကောင်းမယ်လက်ဆွတ်မယ်အလောက်ကနေကောင်းမယ်နော်စိတ်တို့ရည်စားခြေနဲ့ပတ်သက်ပြီးတော့လေကံပွန်းလာလာလိမ့်မယ်ခြေကလည်းဒီထက်မှမညံဘူးနော်အိမ်တော်ရှင်တော့ထူးပြောကြမလို့အိမ်တော်ကြီးရန်ကောင်းတယ်ဘာလို့ပြောချင်ပါလဲနော်ဒီနေ့မှဈာဝင်တဲ့ကိစ္စကြီးရှောင်ရှားပါလို့ပြောလို့ပါတယ်နော်အမှုခင်းနေတဲ့ပတ်သက်ပြီးတော့ဖြစ်တတ်တယ်အဲ့တော့အိမ်တော်ကြီးကောင်းတယ်ခြေကြီးကောင်းတယ်စနေသားသမီးကြမ်းမိနေပတ်သက်တယ်ဘာဖြစ်လို့ကောင်းတယ်အကုန်လုံးကောင်းတယ် အဲ့ဒါရေရယာရင်နဲ့ပတ်သက်ပြီးတော့လည်းပြောပြီးသွားပြီအကြောင်းအားဖြင့်ရှောင်းဆောင်အဖွဲ့ဒါမှမဟုတ်ဖြတ်တော့အရာချိုးပြီးတယ်အနေအောင်ချိုးပြီးတယ်ခဏအားဖြင့်6တက်ချိုးပြီးတယ်ပောက်ကြနေတို့တနေ့ကနေ့တို့ကမိမိတို့တို့နေကောင်းနေရမှာဖြစ်ကြပါတယ်စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြမ်းမှကြင်များပြည့်စုံကြပါစေခင်ဗျာ